ဗုဒ္ဓဘာသာဝင်သမီးလေးကိုခရိယန်ဘာသာပြောင်းပေးလိုက်လို့လူပြောများနေတဲ့ဆိုတော့ချမ်းချမ်းအခုချိန်လူပြောများနေတာကချမ်းချမ်းကသူ့ရဲ့သမီးကြီးလေးမြင့်မို့ခင်ကမေကိုခရိယန်ဖခင်เจ้าမှာနှစ်ချင်းမင်္ဂလာပေးပြီးခရိယန်ဘာသာဝင်ဖြစ်တရားဝင်သွတ်သွင်းလိုက်တဲ့အကြောင်းပါပဲချစ်ကသမီးလေးကိုခရိယန်ဘာသာပြောင်းပေးလိုက်တဲ့ချက်ချောင်းကပုံတွေတက်လာတာနဲ့ဗုဒ္ဓဘာသာဝင်ပြိတ္တတီစီကစိတ်မကောင်းဖြစ်တဲ့တွင်ဝေဖန်တန်နေချက်ချင်းထွက်ပေါ်လာခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့အာလုံးတီကြတဲ့အတိုင်းဒီသမီးလေးဟာချမ်းချမ်းရဲ့ပထမအိမ်တော်တည်ယုံဆောင်ဘုံတိုင်းနဲ့ရှားခဲ့တဲ့သမီးလေးဖြစ်ပြီးမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်တရားအနေနဲ့ကြီးပြင်းလာခဲ့တာပါအခုလိုမိခင်ဖြစ်သူရဲ့မိသားစုတည်ရှင်ရာအီတလီနိုင်ငံကိုလိုက်သွားပြီးနောက်မှာဘာသာကူးပြောင်းလိုက်ရတဲ့အပေါ်မှာလူတွေကမေးခွန်းထုတ်လာကြပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာအထူးအားဖြင့်တမီးလေးကိုတနာတဲ့ဒါကလေးရဲ့ဆန္ဒအမှန်ဟုတ်ရင်လားဆိုပြီးနှမျိုးတက်တာဖြစ်နေကြတာကိုအများဆုံးတွေ့ရပါတယ်။ ဒါပြင်ဒါဟာနိုင်ငံခြားသားခင်မတွေပထွေးရဲ့အလိုကြလုတ်ပြီးလိုက်ရတာလားဆိုတဲ့ထင်ကြီးပေးဝေဖန်မှုတွေကလည်းများနေတာပါ။ချမ်းချမ်းပကကြည့်ပြန်ရင်လေသူဟာအီတလီနိုင်ငံမှာအီတလီလူမျိုးခင်မမျိုးဆက်တဲ့တမီးလေးတွေနဲ့မိသားစုတစ်တစ်ခုကိုတိစောက်ထားတာပါ။ ဒီလိုခရင်ရအများစုရှိတဲ့နိုင်ငံမှာတမိလေးကြည်ပြင်းရမယ်အခါမိသားစုအားလုံးယုံကြည်မှုတစ်ခုနဲ့အောက်မှာစုစည်းခြင်းလို့ဖြစ်နိုင်တယ်လို့တမိလေးရဲ့ပညာရေးလူမှုရေးပတ်ဝန်းကျင်တင်တဲ့အလွယ်တကူအသားကျစေဖို့မိခင်တရားအနေနဲ့လက်တွေ့ကျကျစီစဉ်ပေးတာလေးဖြစ်နိုင်ပါတယ်။ပြည်သက်တို့ကရောချမ်းချမ်းရဲ့လုံရက်ကိုဘယ်လိုမြင်ကြပါသလဲရှင်။